မင်္ဂလာမနက်ခင်ပါရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ9ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်ပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှာ ကျွန်မအောင်ဆုံးတင်ပြပေးမယ့်တဲ့ရင်ကတော့မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ၏ဖွဲ့ဝင်ဖွဲ့စည်းများနဲ့ကောင်စီဝင်ကိုယ်စားလှယ်များအမည်စရင်ထုတ်ပြန်ကြေညာတဲ့တဲ့ရင်ဖြစ်ပါတယ်မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ရဲ့ဖွဲ့ဝင်ဖွဲ့စည်းများနဲ့ကောင်စီဝင်ကိုယ်စားလှယ်များအမည်စရင်ကိုမေလ၄ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီကို Federal Democracy ပြည်ညစ်အစိပ်အပိုင်း၁အခန်း၂နဲ့အစိပ်အပိုင်း၂အခန်း၃အပိုင်း၅အရဖွဲ့စည်းခဲ့ပြီးကာကြီး ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအပါအဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များခါခွေနိုင်ငံရေးပါတီများကငယ်သမဂများအမျိုးသမီးများလူငယ်နှင့်လူနည်းစုဆိုင်ရာဖွဲ့အစည်းများအပါအဝင်ရဲဖက်ဖွဲ့အစည်းများအာဏာရှင်စနစ်ဆန့်ကျင်ရေးတွင်ပါဝင်နေကြသောနိုင်ငံဝင်နှင်းများအပါအဝင် CDM လှုံ့ဆော်မှုဆိုင်ရာဖွဲ့အစည်းများလူလူသပိတ်လှုံ့ဆော်မှုဆိုင်ရာဖွဲ့အစည်းများကကြည် ဒိုင်းနာဒွန်လင်းအဖွဲ့အစည်းများငဂျာကန်လပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးကိုစားပြုအဖွဲ့အစည်းကောင်စီများစတဲ့အစုအဖွဲ့၅ခုနဲ့ဖွဲ့စည်းထားပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ KIA နဲ့ TNL မဟာမိတ်စာချုပ်များအရပူးပေါင်းဆောင်ရွက်ရေးမကြာမီဆွေးနွေးမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ တောင်တက်မတော် TNL နဲ့ကချင်လွတ်လပ်ရေးတက်မတော် KIA တို့ကြားရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုညှိနှိုင်းဖြေရှင်းပြီးပူးပေါင်းဆောင်ရွက်မှုပုံမခိုင်မာစေရန်မကြမီတွဲဆောင်ဆွေးနွေးသားမှာဖြစ်ကြောင်း TNL တွဲဖက်ထွေထွေတွင်ရင်မှုဗိုလ်ချုပ်ကြီးတာပန်လာကမေလ၄ရက်မှာကျင်းပတဲ့ BSLF TNL ရဲ့နိုင်ငံရေးစီးရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ BSLF နဲ့ KIA တို့သည်1986ခုနှစ်မှစတင်ကထာဝရမဟာမိတ်အဖြစ်လက်တွဲဆောင်ရွက်ခဲ့ပြီး2023နဲ့2020 2023ခုနှစ်များတွင်မဟာမိတ်စာချုပ်များထပ်မံချုပ်ဆိုခဲ့ကာညညွတ်စွာဆက်လက်ဆောင်ရွက်ရန်ဆုံးဖြတ်ထားသည်နေ့စဉ်အနည်းဆုံးတစ်ကြိမ်ဗဟိုကောမဒီအဆင့်တွဲဆောင်ရည်စီစဉ်ထားတော့လဲစီရေးအခြေအနေပြင်းထန်မှုကြောင့်ရထားချက်တိုင်းမလုံဆောင်နိုင်ခဲ့ဟုဗိုလ်ချုပ်ကြီးတာပန်လာကဆိုပါတယ်။ဟိုတော့က စာချုပ်၃ခုနဲ့ကျွန်တော်တို့သဘောတူညီမှုတွေရှိထားသလိုတနေ့တစ်ကြိမ်တွဲဆုံမှုအစည်းအဝေးတွေလည်းမကြမီဖြစ်ပွားဖို့ရှိပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။လက်ရှိမှာတွဲဆုံရန်ကြိုတင်ပြင်ဆင်မှုများပြီးစီနေပြီးနေရာသတ်မှတ်ရေးကိုသာညှိနှိုင်းလျက်ရှိကြောင်းမကြမီတွဲဆုံဆွေးနွေးမှုများပြုလုပ်သွားမှာဖြစ်ကြောင်း DNL ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်ရှင်။ချင်းပြည်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ပါတီထောင်ရွေးကောက်ပွဲဝင်ရေးစိတ်ကူးမရင်ရန် ICNCC တဘာပတိတရီပေးတဲ့တရင်ကိုဆက်လက်တင်ပြပေးပါောင်းမယ်။ချင်းပြည်တွင်ပြည်သူလူထုကိုတပ်ဖြတ်ပြီးခြေရွာတွေကိုမီးရှို့နေတဲ့စစ်ကောင်စီနှင့်ပူးပေါင်းပြီးပါတီထောင်ကရွေးကောက်ပွဲဝင်ရေးစိတ်ကူးမရင်ရန်ဂျာကာလာချင်းမျိုးသားတိုင်းပြည်ကောင်စီ ICNCC ရဲ့လက်ချတဘာပတိဒေါက်တာခင်တန်ကမေလ၄ရက်မှာကျင်းပခဲ့တဲ့ စီမီမြောက်ပိုင်းနောက်ဆုံးလိုက် live session အဖွဲ့မိန်ကွန်းမှတီးပေးပြောကြားခဲ့ပါတယ်။၎င်းကအားလုံးကိုဓမ္မဘက်တွင်ပါဝင်ရက်တည်ရန်ဖိတ်ခေါ်ခဲ့ပြီးဒုသွလုံရန်ခက်ခဲပါကဓမ္မဘက်ရက်တည်သူများကိုမနှောက်ယှက်ရန်လဲတိုက်တွန်းထားပါတယ်။အ ਨੇ စုံတော့ရွာတွေကိုမီးရှို့လူတွေကိုတပ်ဖြတ်စီရီယမ်တွေကိုရာဇဝတ်သားလို့ဆက်ဆံပြီးတော့တနင်္ဂနွေလုံးပြည့်စည်အောင်လုပ်တဲ့ SAC နဲ့ပူးပေါင်းပြီးတော့ပါတီထောင်နာတွေ ရွေးကောက်ပွဲဝင်မှုပြင်ဆင်တာတွေတော့လုံးဝလုံးဝမလုပ်ဖို့ကျွန်တော်တို့ချင်းပြည်မှာလုံးဝမလာကြဖို့စလည်းမစကြနဲ့စိတ်ကူးလက်မြင်ကြပါနဲ့လုံတဲ့သူတွေအတွက်အနာကမကောင်းဘူးဆိုပြီးတော့စေတနာနဲ့ကျွန်တော်တို့ပြောလိုပါတယ်လို့ပြောကြားထားပါတယ်ဒေါက်တာခင်တန်ကဣသရီပေးချက်သည့်ရန်သူမြင်ဖြစ်ပြောဆိုခြင်းမဟုတ်ပဲစစ်ကောင်စီမတရားနှိမ်လည်းများဖြင့်အာဏာရယူရစိတ်ကူးယဉ်ကျေးသည့်မအောင်မြင်နိုင်သည့်အပြင်အနာကအတွက်ဆိုးကျိုးတာဖြစ်ပေါ်စေမည်ဖြစ်ကြောင်းစေတနာဖြင့်သတိပေးခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ရှင် ဆက်လက်ပြီး NUG ပညာရေးဝန်ကြီးဌာနမှ2024ခုနှစ်အတွင်းသမွေးပညာသင်တန်း53ခုဖွင့်လှစ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါအောင်မယ်။ NUG ပညာရေးဝန်ကြီးဌာနမှ2024ခုနှစ်အတွင်းသမွေးပညာအွန်လိုင်းသင်တန်းအရေးအတွက်24ခုဖွင့်လှစ်နိုင်ခဲ့ပြီးသင်တန်းသား1065ဦးတက်ရောက်ခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရမှသတင်းထုတ်ပြန်ပါရတယ်။ဒါအပြင် ေပြင်တမွေးတင်နှံများကိုချင်းပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းနဲ့ထိုင်းမြန်မာနယ်စပ်တို့မှာတင်နှံအရေအတွက်29ခုဖွင့်လှစ်နိုင်ခဲ့ကတင်နှံသား904ဦးတက်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ် Continuous Professional Development CPD Income Generation IG Online Knowledge Sharing Online Trainee or Trainers TOT နဲ့ Life Survival Program LSP တင်နှံအမျိုးအစား၅မျိုးကိုဖွင့်လှစ်တင်နှံပေးခဲ့တယ်လို့သိရပါတယ်ရှင် ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့2025ခုနှစ်ပြည်သူ့ခုံရေးစု Citizen of Burma Award အား နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိခင်တော်အောင်ဆန်းစုကြည်ကိုစားကိုထိန်လင်း Kim Harris မှလက်ခံရယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။၁၆ကြိမ်မြောက်ပြည်သူ့ကော်မတီဆုချီးမြှင့်ပွဲအခမ်းအနားသို့မတရားအကျဉ်းချခံထားရသောမြန်မာဒီမိုကရေစီကောင်ဆောင်တော်အောင်ဆန်းစုကြည်ရဲ့သားကိုထိန်လင်း Kim Harris ကမိခင်ကိုစားတက်ရောက်ခါဆုလက်ခံယူမှာဖြစ်ကြောင်းပြည်သူ့ကော်မတီအသင်းမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါဂုဏ်ပြုပွဲကို၂၀၂၅ခုနှစ်မေလ24ရက်နေ့တွင်တက္ကသပြည်နယ်ဟူစတန်မြို့မှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့ကောင်ရေးစုကိုမမေကိုစားလက်ခံပေးဖို့မေလ24ရက်နေ့အခမ်းအနားကိုတက်ရောက်ခွင့်ရလို့ကြီးနူးကောင်ယူမိပါတယ်လို့ကိုထိန်လင်းမှလည်းပြောကြားခဲ့ပါတယ်။ပြည်သူ့ကောင်ရေးအသင်းနဲ့သူတို့ရဲ့လုပ်ငန်းတွေကိုကျွန်တော်လေးစားတံမိုးထားပါတယ်။မြန်မာပြည်သူပြည်သားတွေကိုလှုပ်ကြွေးပြုတဲ့သူတွေကိုအသိမှတ်ပြုတဲ့အသင်းရဲ့ဥတီချက်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာမမေကအကြံပေးလမ်းညွှန်ခဲ့ဘူးတယ်လို့ကျွန်တော်သိထားပါတယ်။မမေအနေနဲ့ခုလိုကွန်ပျူတာကိုတက်ရောက်ထိန်ရတဲ့ဂုဏ်နူးဆောင်ပွဲတစ်ခုဖြစ်ရှုမြင်မှမဟုတ်ပဲနေတရားမှုကိုဆက်လက်ဆန့်ကျင်ရပ်တည်နေကြတဲ့မြန်မာပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ရဲစွမ်းတက်တီကိုဂုဏ်ပြုတဲ့ ဲ့အဆိုအဖြစ်မှတ်ယူမယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ကိုထိန်လင်းမစူပါစုကိုဟူစတန်မြို့တွင်ကိုရိုင်းကိုကြလက်ခံရယူမည်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်ရှင် ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ Carshare ကပေးပို့ထားတာဖြစ်ပါတယ်ရှင်